ပိုလီယိုဖြစ်လို့အောက်ပိုင်းသိပြီးမတန်မဆွမ်းဖြစ်နေတဲ့လူတယောက်ကအမေရိကန်ကိုစနစ်နဲ့ကြာအုပ်ချုပ်ခဲ့ပြီးကမ္ဘာအင်အားကြီးနိုင်ငံဖြစ်အောင်ဆွမ်းဆောင်သွားခဲ့တဲ့အကြောင်းကို ဖော်ပြထားတဲ့ဗီဒီယိုဖြစ်ပါတယ်။သူ့နာမည်က Franklin Delano Roosevelt ဖြစ်ပါတယ်။သူဟာ အခြေအနေအရတိုင်းပြည်ကိုစနစ်နဲ့ကြာတည်တဲ့အထိအုပ်ချုပ်ခဲ့ပါတယ်။အတိအကျပြောရရင်စတင်တာဝန်ထမ်းဆောင်ခြင်းကမတ်လ၄ရက် 1933ဖြစ်ပြီးကွယ်လွန်ချိန်ကဧပြီလ12ရက်1945ဖြစ်လို့12နှစ်နဲ့တလအုပ်ချုပ်ခဲ့တာပါ အမေရိကန်သမိုင်းမှာ၄ချိန်တီတီရွေးချယ်ခံရတဲ့တူဦးဒီသောသမရဖြစ်ပါတယ်သူကွယ်လွန်ပြီးတဲ့နောက်မှာ သမရကာလကို၂ချိန်သာတတ်မှတ်ရန်လွတ်တော်မှာတင်သွင်းကြလို့22ခုမြောက်အမေရိကန်ဖွဲ့စည်းပုံပြင်ဆင်မှုကို ဖေဖော်ဝါရီ29 1951မှာအတီးပြုတမတ်လိုက်ကြပါတယ်။သူဟာတထေးသားတဦးဖြစ်တဲ့အတွက်ငေစင်တုံးက ပြည်ပြည်စုံတဲ့ဘဝမှာနေခဲ့ရပါတယ်။အသက်28နှစ်အရွယ်မှာတချိန်မှာနိုင်ငံအကြီးအကဲအထိဖြစ်ရမယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်နဲ့နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပါတယ်။သူ့ရဲ့အကြီးချင်းကြောင့်မကြာခင်မှာပဲစီးနှိတ်လွတ်တော်မှဖြစ်လာခဲ့ပါတယ်။အသက်32နှစ်မှာ ရေတက်လက်ထောက်ကြီးကဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ဒီအခါမှာလေဥပဒေဘွေရအယတာတူဖြစ်တဲ့ရူးဇဘဲဟာရေတက်ပညာနဲ့ပတ်သက်ပြီးစာအုပ်ပေါင်းတောင်းကနန်းထိလေ့လာခဲ့ပြီးရေတက်ဘုချုပ်ကြီးတွေနဲ့ရင်ပေါင်းတန်းနိုင်အောင်ကြိုးပမ်းခဲ့ပါတယ်။သူအရန်အာတန်တဲ့စစ်စင်ရေးကိစ္စတွေမှာပါဝင်ခွင့်မရခဲ့ပေမဲ့ရေတက်မတော်ကြီးခင်မီတိုးတက်ရေးမှာတော့သူ့ရဲ့အထက်အရာရှိ ဒန်နီယယ်တဲ့တောင်ပူပြီးထက်တန်ခဲ့ပါတယ်။ဒါကလည်းရူးဇဗက်ဟာပထမကမ္ဘာစစ်ကြီးထဲမှာမလွဲမသွေဝင်ပါရတော့မယ်အမေရိကန်ရဲ့အခြေအနေကိုချိုတင်တွက်ချက်နိုင်ခဲ့လို့ပါ။ဒါကြောင့်ဥပဒေအကန့်အသတ်တွေကြားတဲ့ကပဲလွတ်တော်မှာဗတ်ဂျက်ရအောင်စီယုံဆွမ်းဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့စီမံခန့်ခွဲမှုနဲ့ထောက်ပံ့ပို့ဆောင်ရေးကျွမ်းကျင်မှုတွေကိုပေါင်းစပ်ပြီးရေတပ်မတော်ကိုတိုးချဲ့နိုင်ခဲ့ပါတယ်။သူ့ရဲ့အမျှော်မြင်ရှိရှိဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် 1939ခုနှစ်မှာအမေရိကန်ဟာခိုင်မာတောင်တင်းနဲ့ရေတပ်မတော်နဲ့အတူပထမကမ္ဘာစစ်ထဲဝင်ရောက်နိုင်ခဲ့တာပါအသက်39နှစ်မှာရူးဇဗဲရဲ့တည်ငြိမ်ငြိမ်းချမ်းတဲ့ဘဝကို ကျမမုံတိုင်းကြီးဝင်ရောက်ဖြစ်စီပါတော့တယ်သူ့ကြွက်သားတွေဟာတဖြည်းဖြည်းအားနည်းလာပြီး အောက်ပိုင်းလုံးဝတည်တဲ့ဒုက္ခိတဘဝကို ရောက်သွားပါတော့တယ်အခြားသူတွေသာဆိုရင်တော့စိတ်ဓာတ်တွေကြပြီးအိယာထဲမှာလင်းနေခဲ့မှာပါ ။ရူဇဘဲအတွက်ကတော့ကံကြမ္မာဇိုးတွေဟာသူ့ရဲ့ယုံကြည်ချက်ကိုမဖြစ်စီနိုင်ခဲ့ပါဘူး။ခန္ဓာကိုယ်ကအောက်ပိုင်းတည်သွားခဲ့ပြီးမြင်ငါတရက်သမရာကြီးဖြစ်ရမယ်ဆိုတဲ့ပြင်းပြတဲ့ဆန္ဒကတော့ခိုင်မြင်းနေသေးပါ။ဒီလိုနဲ့အောက်ပိုင်းတည်သွားပြီးမြင်ဘယ်တော့မှမတည်နိုင်တဲ့စိတ်ဆွမ်းရည်တွေနဲ့အသက်40မှာသူ့ရဲ့ဒုတိယဘဝကိုစတင်ခဲ့ပါတယ်။သူ့ရဲ့ပြင်းပြတဲ့ဆန္ဒမလျှော့သောလုံလဝရိယတို့ကိုမြင်းမြဲဆုတ်ကိုင်းပြီး နယူးယောက်မြို့တော်ဝန်အဖြစ်အရွေးခံပါတော့တယ်သူမြို့တော်ဝန်ဖြစ်လာချိန်မှာပဲနယူးယောက်စတော့အိတ်ချိန်ပြိုလဲမှုနဲ့ရင်ဆိုင်ရပါတော့တယ်ဒါပေမဲ့သူဟာအာမဂန်ကုမ္ပဏီမှာဒုဥက္ခရာလုပ်ခဲ့ဘူးတဲ့အတွေ့အကြုံနဲ့သူ့ရဲ့ဘာကိုမဆိုရင်ဆိုင်ကြော်ဖြတ်မယ်ဆိုတဲ့ထက်တန်ပြင်းပြတဲ့စိတ်ဓာတ်တို့ပေါင်းစပ်ပြီးပြိုလဲနေတဲ့စတော့ဈေးကွက်ကိုခိုင်မြဲအောင်ဆွဲတင်ထားနိုင်ခဲ့ပါတယ်ဒီချက်ကပဲ ရုဇဗေကိုနိုင်ငံရေးလောကမှာနာမည်ကောင်းရသွားစေခဲ့ပါတယ်။1932ခုနှစ်မှာတော့နိုင်ငံရဲ့စီးပွားရေးပြဿနာတွေကိုမကင်တွယ်နိုင်လို့လူကြိုက်နေနေတဲ့သမရဟာဘတ်ဟူဘာကိုနယူးယောက်မြို့တော်ဝန်တာဝန်ထမ်းဆောင်စဉ်ကနာမည်ကောင်းရထားတဲ့ရုဇဗေက အနိုင်ယူလိုက်ပြီးသမရဖြစ်လာပါတော့တယ်။သူသမရဖြစ်လာချိန်မှာအမေရိကန်ဟာဆိုးဝါးဆုံးစီးပွားပြကတ်ကိုရင်ဆိုင်နေရတဲ့ကာလပဲဖြစ်ပါတယ်။ ဗန်တွေအလုံးပြိုလဲပြီးဘလုံးလက်မဲ့နှုံအမြင့်ဆုံးဖြစ်နေပါတယ်။နောက်ပိုင်းသေနေတာတောင်းတမရာဖြစ်အောင်လှုပ်လာနိုင်ခဲ့တဲ့ရူဇဘက်ဟာနိုင်ငံစီးပွားပြက်ကပ်ကိုလည်းချော်ဖြတ်နိုင်ရမယ်လို့ခိုင်မြဲစွာယုံကြည်ထားခဲ့ပါတယ်။သူ့ရဲ့တမရာရက်တရာအတွင်းမှာပဲ New Deal စီမံချက်ကိုချမှတ်ပြီးစီးပွားပြက်ကပ်ကို ပြန်လည်ခြေပြက်ခဲ့ပါတယ်။သူ့ရဲ့တိုက်ဖြတ်ရေးဗျူဟာတွေဟာ ထူးခြားဆန်းသစ်ပြီးစည်ရင်သားတွေအလင်းမြန်အကျိုးခံစားခဲ့ရပါတယ်။ဗန်တွေကိုစနစ်တကျပြန်လည်စီစစ်ခဲ့သလိုသူ့ရဲ့တမိုင်းဝင်မိန်ကွန်းတွေကြောင့်ပြည်သူလူထုဟာဗန်တွေကိုပြန်လည်ယုံကြည်လာခဲ့ပါတယ်။ကြီးလက်ဒေသဖွံ့ဖြိုးရေးလေယာဉ်ကန္တာခင်မီတူတဲ့ရေးနဲ့စင်းရဲမွေးတီမှုရှော့ချရေးဆိုတဲ့ရည်မှန်းချက်သုံးရပ်ကိုချမှတ်ပြီးနိုင်ငံစည်းပွားတိုးတက်အောင် လုပ်နိုင်ခဲ့လို့နောက်တစ်ကြိမ်သမရရွေးကောက်ပွဲမှာလည်းပြိုင်ဘက်တွေကိုအပြတ်အနိုင်ယူကာ တမရဒုတိယသက်တမ်းကိုထမ်းဆောင်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါမှာတော့ဝီချဲနဲ့ဘဝကိုဖျက်ဆီးနေရတဲ့ရူးစဘဲဟာ သူ့ရဲ့ထမြင်မှုကြောင့်မဟာမိတ်တပ်ပေါင်းစုတစ်ခုလုံးရဲ့ပဲ့ကန်ရှင်တူဖြစ်လာခဲ့ပါတယ်ကမ္ဘာစစ်ကြီးစာချိန်မှာတော့အမေရိကန်နိုင်ငံရေးသမားကြီးတွေဟာစစ်ပွဲကိုလက်ဆောင်ပြီးကြားနေဖို့အာတန်ခဲ့ကြပါတယ်ရူးစဘဲကတော့ တနေ့နေ့မှာမလွဲမရှောင်သာစစ်ပွဲတွေဝင်ရမယ်ဆိုတာကြုံမြင်ခဲ့တဲ့အတွက်ဥပဒေအကန့်အသတ်တွေကြားတွေကပဲကြိုတင်စီမံတွေချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ဂျာမန်နဲ့ဂျပန်တို့ရဲ့အခွင့်အကူကြိုတွက်ထားနိုင်ခဲ့တဲ့ရူးဇဗက်ဟာဂျာမန်ကိုအာခံဖို့အင်္ဂလန်ကိုပံ့ပိုးခဲ့တယ်လို့ဂျပန်တပ်ကိုထိန်းခုတ်ဖို့အတွက်တရုတ်တို့နဲ့ဆက်ဆံရေးတခုထူထောင်ခဲ့ပြီးအကူအညီတွေပေးခဲ့ပါတယ်။အမေရိကန်ကမ္ဘာစစ်ကြီးရဲ့ဝင်လာရတဲ့အချိန်မှာတော့ အင်္ဂလန်ဝန်ကြီးချုပ်ချာချီနဲ့ပူးတွဲပြီးအောင်နိုင်ရေးဗျူဟာတွေရေးဆွဲခဲ့ပါတယ်။အန်ဒီယန်များလိုချာချီသဘောမတူတဲ့ကြားကပဲအင်္ဂလိပ်ရေလဲကြောက်ကိုဖျက်ပြီးဂျာမန်ကိုအလစ်တိုက်ခါပြင်သစ်ကိုကယ်မဲ့ဗျူဟာကိုဥဆောင်ခဲ့ပါသေးတယ်။ဆိုဗီယက်သမ္မတစတာလင်ပါဝင် ကြီးတုံးကြီးဖွဲ့စည်းခဲ့ရမှာလဲခက်ထန်တဲ့ကွန်မြူနစ်ကြီးစတာလင်နဲ့စာအုပ်ကြီးသမားချာချီတို့ကြားမှာအမြင်ကြီးနိုင်ပြီးဥဆောင်မှု ပေးခဲ့ရပါတယ်။ မဟာမိတ်တပ်ပေါင်းစုပက်ကန်ရှင်ရူးဇဗဲနဲ့ဝီယိုဒန်တပ်ပေါင်းစုတို့ရဲ့ပက်ကန်ရှင်ဟစ်တလာတို့ဤဗျူဟာမြောက် စီဂျင်းထိုးတိုက်ပွဲမှာဟစ်တလာဟာအင်္ဂလန်နဲ့ဆိုဗီယက်ကို တပြိုင်တည်းဆစ်ဆင်လိုက်ခါမာယိုနဲ့မဟာဗျူဟာတခုကိုပြုလုပ်ခဲ့ပါတယ်ရူးဇဗဲကတော့ဟစ်တလာနဲ့မတူဘဲဂျာမန်ဦးစားပေးဗျူဟာကိုဒီဇိုင်းမတ်မတ်ဆွဲကင်ထားခဲ့တာပါဂျာမန်အီတလီဂျပန်ဝီယိုဒန်သုံးနိုင်ငံအနေနဲ့ရှိသမျှအရင်မြစ်တွေပုံဩပြီး ဂျာမန်ကိုပဲဥတီချိန်မုံခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျာမန်ဟာနျူကလ িয়ার နဲ့အခြားဖြစ်အားဖြင့်လက်နက်တွေ အချိန်မရွေးထုတ်လုပ်အောင်မြင်နိုင်ခြေရှိတဲ့အတွက်ဖြစ်ဖြစ်ပါတယ်။ဒါကြောင့်ဂျပန်ကစစ်မကြေညာပဲပလေးစိတ်ကန်းကိုဝင်တိုက်ခံခဲ့ရခြင်းမှာတောင်းရူဇဗဲဟာ စိတ်ကိုတည်ငြိမ်စွာထားပြီးဂျာမန်ကိုပဲပထမထားဥတီချိန်မုံတဲ့ဗျူဟာကိုဆက်လက်ဆွဲကင်ခဲ့ပါတယ်။ဒီလိုနဲ့ရူဇဗဲဟာ ဗျူဟာစီဂျင်ထိုးတိုက်ပွဲမှာဟစ်တလာကို အလဲထိုးနိုင်ခဲ့ပါတယ်ဒီလိုစွမ်းရည်ပြောင်မြောက်ထမြင်မှုတွေကြောင့်1940ခုနှစ်မှာဒုတိယသမရသက်တမ်းကုံဆုံးတဲ့အချိန်ဒုတိယကမ္ဘာစစ်ကြီးကိုဆက်လက်ဦးဆောင်နိုင်မဲ့ရူဇဗဲကိုပဲသမရကြီးအဖြစ်ဆက်လက်တင်မြောက်ခဲ့ပါတယ်အနည်းချုပ်ရရင် သမရကြီးရူဇဗဲဟာကမ္ဘာစစ်ရဲ့အရေးအယံတွေ တွေ့ကြတဲ့ကစစ်တပ်ကိုအရှိန်ဟုန်နဲ့တိုးချဲ့ခဲ့ပါတယ် ကဘာစစ်ကိုဘလို့အနိုင်တက်ရမယ်ဆိုတဲ့ဘ ிய ဟာကိုသာမကစစ်ကိုဘလို့အဆုံးတက်ရမလဲဆိုတဲ့ဘ ிய ဟာကိုပါရေးဆွဲထားနိုင်ခဲ့ပါတယ်သူဘ ிய ဟာထဲမှာစစ်ပြီးကာလမှာကဘာကြီးကိုဘလို့ပြန်လဲတိဆောက်ရမယ်ဆိုတာကိုပါထဲ့သွင်းရေးဆွဲထားခဲ့တာလို့သိရပါတယ်အဲ့ဒီထဲမှာစစ်ရှုံးနိုင်ငံကပြည်သူတွေကိုဘလို့အကူအညီထောက်ပံ့ရမလဲဆိုတာတွေလည်းပါပါတယ်စစ်ကြီးပြီးမှာဒီတိန်နဲ့တကွာနေချက်နိုင်ငံတွေကိုတိမ့်ပိုက်ထားတဲ့ကိုလိုနီနိုင်ငံတွေကို လွတ်လပ်ရေးပေးဖို့ကိုလည်းဖိအားပေးခဲ့ပါတယ်။စစ်ပြီးကာလအမေရိကန်အနေနဲ့ကမ္ဘာရေးကိစ္စအဝဝကို အပြူသဘောနဲ့ဥဆောင်နိုင်ဖို့အတွက်ဗျူဟာတွေချထားပေးခဲ့တယ်လို့သိရပါတယ်။သမရာကြီးရူဇဗက်ဟာ စီးပွားရေးအရာမဖွံ့ဖြိုးနိုင်ငံခြားရေးအရာအထူးကြံဖြစ်နေတဲ့အမေရိကန်ကိုကမ္ဘာထိပ်တန်းစူပါပါဝါနိုင်ငံဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့အမေရိကန် သမိုင်းမှာ လေးချိန်မြောက်အရွေးခံရပြီး နိုင်ငံကို12နှစ်ကြာအုပ်ချုပ်ခဲ့တဲ့တူဒီသောသမရဖြစ်ပါတယ်။ဒါကြောင့်ဗြိတိန်ဝန်ကြီးချုပ်ချာဂျီကတောင်းကျုပ်သိမိသမျှလူတွေထဲမှာရူဇဗဲဟာအကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ချီးကျူးခဲ့ရပါတယ်။သမရကြီးရူဇဗဲရဲ့ဘဝဖြစ်စဉ်ကိုကြည်ပြီးရလိုက်တဲ့သင်ခန်းစာကတော့ထက်တန်ပြင်းပြတဲ့စိတ်ဓာတ်သာရှိမယ်ဆို ဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်နေဆိုတာကိုသိလိုက်ရတာပါ။ ။ဒါကြောင့်လူငယ်လူရွယ်များအနေနဲ့လေထက်တန်ပြင်းပြသောဆန္ဒနဲ့ဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါရစေ။အားလုံး ကိုယ်စိတ်နှပြရှင်လန်းကြပါစေ။